ရက်စ်ဖို့အတွက်ပြောင်းရွှေ့ရေးတက်မလိုက်တဲ့မန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်အသင်းကနီးပြရူဝင်အမိုရီနဲ့မပြေမလည်ဖြစ်နေတဲ့တောင်ပံကစားသမားမာကတ်စ်ရက်စ်ဖို့ရဲ့ပြောင်းရွှေ့ကြီးကိုပေါင်တန်း40တက်မှတ်ခဲ့ပြီးတော့ကမ်းလှမ်းမှုတွေကိုလည်းစောင့်မျှော်နေရလို့အကစားဂျာနယ်လစ်ရိုမာနိုကနေပြီးတော့ဖော်ပြခဲ့ပါတယ်အသက်28နှစ်ရှိပြီဖြစ်တဲ့ရက်စ်ဖို့ကဇန်နဝါရီအပြောင်းရွှေ့ကာလမှာဗီလာအသင်းကိုအငားစာချုပ်နဲ့ပြောင်းရွှေ့ပြီးတော့ပြိုင်ပွဲစုံ18ပွဲမှာ၄ဂုံးသွင်းပြီးတော့ဂိုးပန်နည်းမှုကလည်း6ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်အစောပိုင်းတုန်းကဗီလာက Rashford ရဲ့ခြေစွမ်းကိုသဘောကျပြီးတော့အပိသက်ခေါ်ယူဖို့အထီကိုဆန္ဒရှိခဲ့ပေမဲ့ Rashford ရဲ့ဒဏ်ရာပြဿနာတွေရဲ့ Champions League ဝင်ခွင့်လဲကျော်ခဲ့တာတွေရဲ့အကြောင်းမလို့ United ကိုပြန်ပို့ဖို့အတွက်ဆုံးဖြတ်ခဲ့တာပါ။တပတ်လစာပေါင်3သိန်းခွဲရရှိနေတဲ့ Rashford နဲ့ United ရဲ့စာချုပ်သက်တမ်းက2028ခုနှစ်မှာမှအကုန်ဆုံးမှာဖြစ်ပြီးတော့ United ကအသုံးစရိတ်တွေလျှော့ချနေတာကြောင့်မလို့ Rashford ကိုအမြန်ဆုံးရှင်းထုတ်နေတာပါ။လက်ရှိချိန်မှာတော့ Rashford ကဒဏ်ရာပြဿနာတွေကြောင့်မလို့အနားယူနေပြီးတော့ Premier League Club အသင်းချုပ်နဲ့ Barcelona အသင်းတွေကခေါ်ယူဖို့စိတ်ဝင်စားနေ ်ရယ်ဆိုပြီးတော့လည်းသိရပါဗါတယ်။ကဲအဲ့တော့ပြည်သက်တွေရောဘယ်လိုထင်လဲ? Rashford ကိုဆက်ပြီးတော့ထားတင်တယ်လို့ထင်လား?